ဖတ်တီမရဲ့တည်တံ့မှုကြောင့်ဝမ်းသာမြေကြီးကြနေကြတဲ့တရားပေါ်ကဈေးတမ်းများတကယ်ဝမ်းသာပါလေဘာနဲ့နေတည်တတ်ပါလဲဘာနဲ့ကိုလိုတိော်လို့လားတကယ်တည်တတ်တယ်အော်ဘောကိုညီမသားချင်းနေတယ်မှလည်းအဲ့လိုတော့ရှိရလူမရှိဘူးမသားချင်းနဲ့ကောင်းတာမကောင်းတာမသိခဲ့ရသေးဘူးလေပြောပြတာပတ်စံရှိမှာ ူတယောက်ကကောင်းတယ်ဆိုတဲ့ဆိုရဲဟောက်ခွဲချလို့ရလေမရှိတော့ကောင်းတာကိုစီကလည်းယူခြင်းလို့ပေးခြင်းလို့သဘောတရားကိုရှိတယ်လေသူများသောအပြစ်တော့ပတ်စံရှိပြီးရင်အောက်ချေလို့ကြတာများတာပဲဘသူနေနေပါအမျိုးတွေပဲနေနေဒီဇိုင်းတွေပဲနေနေအများဆုံးဖြစ်ကြတာအမေကောင်မလေးစိတ်မှန်ပါတယ်တကယ်ကောင်းနေအင်တာဗျူးထဲမှာလည်းခြေသွားကြည့်ရနော်ဟုတ်တယ်သူတကယ်တကယ်တကယ်ကောင်းပါတယ်

ရတဲ့တို့အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ channel ကနေပြန်လည်လွတ်ကျူဆွန်လိုက်ပါရယ်။လမ်းပြေးစည်းတဲ့ဘွားကနေကိုမိုင်းစီဝိုင်းလုပ်ငန်းတွေကိုလုပ်နိုင်တဲ့ဖက်တီမာကတော့မနာလိုသူထက်လူချစ်လူခင်ပေါ်များတာသူ့ရဲ့ကံကြောင်းလို့ဆိုရမှာပါ။ကံကြောင်းတရားမလားလို့လမ်းပြေးစည်းတဲ့ဘွားနဲ့ခက်ခက်ခဲခဲဖြတ်တန်းခဲ့ရပြီမဲ့ကံကောင်းလာချိန်မှာတော့ဘာပဲလွတ်လွတ်အောင်မြင်လာတာအားလုံးအမြင်ပါပဲနော်။ဒါမဲ့အချင်းမောင်းတဲ့ဘွားမှာအချင်းအတော်ကြောင်ရုံးကန်ခဲ့ရပြီမဲ့အောင်မြင်လာချိန်မှာနိုင်ငံကျော်တဲ့အထီးကိုအောင်မြင်မှုတွေရရှိခဲ့တာဖြစ်ပါရယ်။လမ်းပြေးမှာအချင်းမောင်းရောင်းရင်စောင့်ဝင်နေဖြစ်ရှင်ခဲ့ရတဲ့ဖက်တီမာကအခုဆိုရင်ဘလောက်တောင်အောင်မြင်နေလဲဆိုတော့ ားလုံးမြန်မာပဲ ဟတ်တီမာကအခုဆိုရင်တော့ကိုပိုင်အမှတ်တစိမ့်နဲ့စီးပွားရေးလုပ်ငန်းတစ်ခုလုပ်နိုင်တဲ့အပြင်ရန်ကုန်မြို့လိုနေရာမြို့မှာပါစိုင်းကြီးတဆိုင်ဖွင့်နိုင်ခဲ့ပြီဖြစ်ပါတယ်။တိုတက်ပြောင်းလဲလာတဲ့ဖတ်တီမာရဲ့အောင်မြင်မှုကိုကြည့်ပြီးလူတိုင်းကပီတိဖြစ်ရတယ်လို့ပီတိအဖြစ်ဆုံးကတော့တဒါဘော်ကသူ့ရဲ့တငယ်ချင်းပါပဲ။ဖတ်တီမာနဲ့တဒါဘော်ကဈေးတွေရဲ့ခင်မမှုကတော့အားလုံးသိတဲ့အတိုင်းပါ။ဖတ်တီမာကရန်ကုန်မြို့မှာစိုင်းကြီးစောက်ဖွင့်ချိန်မှာဆိုရင်တဒါဘော်ကဈေးတွေကိုတတိယလို့အမြင့်ကြီးချခဲ့တဲ့အထိပါပဲ။ဈေးတွေအချင်းချင်းခင်မင်းနဲ့ဆိုတာထက်ဖတ်တီမာနဲ့သူတို့ကြားမှာတယောင်းစဉ်ကမိသားစုလို့ဖြစ်နေပါတယ်။သူတို့တွေကတဒါဘော်ကဈေးတွေဘွားမ ှရှိအတူမရှိအတူဖြတ်တန်းခဲ့ကြတာမို့ဖတ်တီမာကအခုလိုအောင်မြင်လာချိန်မှာတတိယအရာဆုံးကတရားပေါ်ကသူ့တငင်ချင်းနေပဲဆိုပြီးတော့မျက်ရည်တွေနဲ့တတိယပြောပြလာခဲ့တာဖြစ်ပါတယ်ဖတ်တီမာကသူ့ရဲ့ဆိုင်ဖွန့်ပွဲကိုသူ့တငင်ချင်းတွေကိုလာစေချင်လို့အဆက်ဆက်အရာစီစဉ်ပေးတဲ့အထီကိုလုပ်ပေးခဲ့တာပါတရားပေါ်ကဈေးသည်တွေကတော့အကြအမျိုးမျိုးကြောင့်ဆိုင်ဖွန့်မတက်ခင်ရပါပဲဖတ်တီမာရဲ့တည်တံ့မှုကိုကြည့်ပြီးတော့ပီတိဖြစ်နေကြတာဖြစ်ပါတယ် တနေ့လုံးမှာတနေ့စမ်းရတဲ့ဈေးတွေတွေမို့ဖတ်တီမရဲ့ဆန်ဖို့ပွဲကိုမတက်နိုင်ကြပေမဲ့ဖတ်တီမရဲ့တည်တံမှုကသူတို့အတွက်တော့ဝမ်းသာပီတိဖြစ်စေခဲ့တာဖြစ်ပါတယ်။တရားပေါ်ကဈေးတွေကတော့ဖတ်တီမရဲ့အောင်မြင်မှုကိုမနာလိုဖြစ်ကြပါဘူးနော်။ဈေးတွေအချင်းချင်းဆိုပေမဲ့ဘဝတစ်စစ်ကျိုးပြောင်းလဲသွားတဲ့ဖတ်တီမကိုကြည့်ပြီးတော့အားလုံးကပီတိဖြစ်ကြရတာဖြစ်ပါတယ်။ဈေးတွေကဖတ်တီမကိုမနာလိုမဖြစ်ပဲဘာလို့ချစ်ခင်ကြတာလဲဆိုရင်တော့ ဖက်ဒီမားရဲ့မပြောင်းလဲတဲ့စိတ်ထားကြောင့်ပါပဲဖက်ဒီမားကအစင်မပြေတဲ့ဈေးတွေပွားမကြတဲ့ကတရားပေါ်ကဈေးတွေနဲ့ရှိတူမရှိတူနေလာခဲ့သလိုအခုလိုအောင်မြင်လာချိန်မှလည်းသူ့ရဲ့စိတ်ထားကမပြောင်းလဲသွားပါဘူးလူတချို့ကအောင်မြင်လာရင်အောက်ချစ်လွတ်တက်ကြပြီမယ်ဖက်ဒီမားကတော့အရင်အတိုင်းပဲတငယ်ချင်းတွေအပေါ်မှာကောင်းနေတာမို့တရားပေါ်ကဈေးတွေကဖက်ဒီမားရဲ့ဆက်ဆံမှုကိုကြည့်ပြီးတော့ကျေနပ်နေရပါတယ်ဖက်ဒီမားကအခုဆိုရင်တော့အစင်ပြေနေပြီဖြစ်ပေမယ့်တရားပေါ်ကဈေးတွေအပေါ်မှာနွေ့နွေ့ထွေးထွေးဆက်ဆံတော့မှာပဲရှင်သူအစားကောင်းလေးစားရရင်သူတငယ်ချင်းတွေအတွက်ဝယ်လာပေးသလိုတယောက်ကဒါလေးစားချင်တဲ့ဆို ပြီးပြောလိုက်တာနဲ့ဖတီမားကမဆိုင်မတွက်ဝယ်ကြည့်တော့ပါပဲဖတီမားကတော့စားကောင်းတာလေးတွေတွေ့ရင်တငငချင်းနဲ့အတွေ့သတိတရားဝယ်လာပေးတဲ့သူဖြစ်ပါတယ်ဒီလိုမျိုးဖတီမားရဲ့မပြောင်းလဲတဲ့စိတ်ဓာတ်တွေကြောင့်ပဲတရားဘောကတငငချင်းတွေကပီတိဖြစ်နေရပါတယ်နော်လူအမြင်တင့်အောင်တမင်ကောင်းပြတာမဟုတ်ပဲသူတို့ပေါ်မှာဆွေမျိုးအရင်းချလိုမျိုးကောင်းပေးတဲ့ဖတီမားရဲ့အပြုအမူတွေကိုကြည့်ပြီးတော့တရားဘောကဈေးတွေကပီတိဖြစ်လွန်လို့မျက်ရည်ကျရတဲ့အထိပါပဲရှင်ခင်ရဆွေမျိုးမြင်ရဟင်းကောင်းဆိုတဲ့စကားကဖတီမားတို့နဲ့မှကွက်တီပါပဲနော် ဟုတ်ကဲ့ပါရှင်အခုလိုစိတ်ဝင်စားဝယ်ကောင်းတဲ့တဲ့ရင်အကြောင်းအရာတွေပြင်နောက်ထပ်လေးနုပညာရှင်တွေရဲ့စိတ်ဝင်စားဝယ်ကောင်းတဲ့တဲ့ရင်အကြောင်းအရာတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်အားပေးကြပါအောင်ရှင်